ားလုံးပဲမင်္ဂလာပါများဆိုင်လန်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်လေးတော့ပါတီဖြတ်သိမ်းခံရလို့တုံလို့မိကြောင်ပြောဆိုလာတဲ့ဒေါ်ဆနာမင်းရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာဒေါ်ဆနာမင်းကအဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်အောင်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်လန်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအာမင်္ဂလာပါ အစိုးရနေပဲစမိရအောင်လက်ရှိဘာတွေလုပ်နေလဲအခုတော့ကျမတတိပုတ်လနဲ့ရုပ်ကပွဲပြင်လှုပ်ဖို့ပြင်နေတယ်အဲ့ဒါဆိုတော့အခုလိုဖြတ်သိမ်းခံလိုက်ရတာတို့ဘာတို့ကြတော့ဘယ်လိုခံစားရလဲအော်ဒါကတော့အရင်ကတော့မထူးဆန်းပါဘူးကျမတို့နိုင်ငံရေးမှာကအတက်တွေလည်းရှိရဲအကြတွေလည်းရှိရဲအာဒုက္ခရောက်တာတွေလည်းရှိရဲပေါ့နော်ဒါတွေအများကြီးကိုကျမတို့ကကြုံခဲ့ဘူးပြီးပြီအဲ့တော့ဒီလောက်ဖြတ်သိမ်းခံရတယ်ဆိုတဲ့ဟာကိုတော့ဟို ပထမတော့တုံ့နှုတ်တာပေါ့နော်တုံ့နှုတ်တယ်အံ့ဩတယ်ငါတို့ဘာတွေအမားတွေမြန်လုတ်ခဲ့မိလေအဲ့လို့ကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြတယ်အဲ့ခါမှာကျွန်တော်တို့ဘက်က weak point တွေလည်းရှိခဲ့ပါတယ်ဒီအဲ့တော့လေကျွန်တော်တို့လက်ခံလိုက်ပါတယ်ဒါပေမဲ့တခုခုကန်ကောင်းတာကကျွန်တော်တို့မှာ chance အပေါက်လေးတခုရှိခဲ့တယ်ပေါ့နော်ဒီအပေါက်ကတော့တတိပုဂ္ဂလ chance ကိုရှိခဲ့တော့ဒီ chance ရရနေပြီးတော့ကျွန်တော်တို့အခု win တိုးတာပေါ့အဲ့လိုတတိပုဂ္ဂလကဘယ်ကနေပြိုင်မှာလဲအာကျွန်မလာတာမျိုးနေရနေပြီးတော့ပြည်သူလူတော်ကိုယ်စားလှယ်ဖြစ်နေတတိပုဂ္ဂလဝင်ပြိုင်မယ် အဲ့တော့အာကျမတို့အတွဲပေါ့နော်အတွဲဆိုတာကအာပြည်သူလွတ်တော်ကိုတယောက်ဝင်မယ်နောက်တစ်ခုတိုင်းဒေသကြီးမှာလည်းတယောက်ဝင်မယ်အာကျမတို့ဒီပါတီကိုဖျက်ခံလိုက်ရတဲ့ခါကျတော့တမျိုးနယ်မှာနှစ်ယောက်နှစ်ယောက်နှစ်ယောက်စီနေတော့အာကျမတို့ဒီတတိပုဂ္ဂလတွေဝင်ဖို့အစီအစဉ်ထားပါတယ်အဲ့လိုဆိုလက်ရှိနိုင်ငံရေးအခြေအနေကိုရေဘူးကအဖြစ်နေသုံးသပ်ပြပါရေဘူးရအဖြစ်တော့ကျမတို့အများကြီးအခုပေါ့နော်နိုင်ငံရဲ့အရွေးတစ်ခုကိုပြောင်းလဲနိုင်ဖို့ကိုအာတက်ဆိုင်ရအစိုးရကလည်းရွေးကောက်ပွဲတွေလုပ်ဖို့ပြင်ဆင်နေတယ်ပေါ့အာပြင်ဆင်နေတယ် ဒါပေမဲ့ဟိုတလာထဲမှာပဲဒါ UEC ကနေပြီးတော့ဟလာအပြင်စင်ချက်တွေက၃မျိုးလောက်ထွက်တယ်ဆိုရဲဟာကြတော့လေတိတ်အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ့ဟိုဥစားရွေးကောက်ပွဲဖြစ်သွားဖို့ကိုကျမတို့ဆူတောင်းတယ်ရွေးကောက်ပွဲဖြစ်သွားဖို့ကအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ ဒါပေမဲ့ကျမအခုပြည်သူတွေကိုကျမလာတာမျိုးနယ်မှာလည်းနည်းနည်းအခုစကားပေါ်ပြောကြည့်တယ်ပေါ့နော်ကျမတို့ကဟိုဟာဒီ campaign က period ကိုမရောက်သေးဘူးအဲ့ခါကျတော့ရိုးတနမ်းမဲ့ဒီတိုင်းမဲ့လက်ဖေးဆိုင်မှာစကားပြောကြည့်တာမျိုးတွေတော့ရှိတယ်မိတ်ဆွေတွေနဲ့စကားပြောကြည့်တယ်เนาะအခုဒီနေပြည်တော်ကိုရောက်တဲ့အခါမှာလည်းအာကျမဒီဇဘူတိရီမျိုးနယ်ကိုသွားတယ်သွားပြီးတော့ကျမရဲ့အာဒီဟိုကျမရဲ့ဟိုမိတ်ဆွေဟောင်းနေရှိတယ်ဇဘူတိရီမှာအဲ့တော့သူတို့ကိုလည်း campaign အတွက်ကိုကျမကဒီပေါ့နော်သွားစကားပြောကြည့်တဲ့အခါမှာပြည်သူတွေကရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတဲ့ဟာမျိုးကိုကျွန်မဒါအမှန်တိုင်းပြောတာပါရွေးကောက်ပွဲကိုစိတ်ဝင်စားဘူးမဲသွားမထည့်ချင်ဘူးဆိုတဲ့ဟာမျိုးကိုတွေ့တယ်ဒါကြောင့်မလို့ကျွန်မမနေ့ညနေတုန်းကဆိုရင်ဒီပွဲပြီးတဲ့အချိန်မှာကျွန်မတပြေကုန်းရက်ကွက်ကိုသွားတယ်ပြီးတော့တပြေကုန်းမှာရှိတယ်ကျွန်မရဲ့မိတ်ဆွေတွေကိုကျွန်မဟာလာသူတို့ကိုတော်တော်ကိုတနားညနားညလောက်ကြအောင်ရွေးကောက်ပွဲဟာဘာကြောင့်လိုအပ်တယ်ဆိုတဲ့အကြောင်းမဲပေးပါမဲမပေးဘူးဆိုရင်ကိုကြိုက်တဲ့လူကကိုမျိုးနဲ့မှာအာမော်နော်ဒီကိုစလဲမဖြစ်တော့ဘဲနဲ့ကိုမကြိုက်တဲ့လူရောက်လာလိမ့်မယ်ဒါကြောင့်မလို့ကိုဟိုကိုကြိုက်တဲ့လူတယောက်ယောက်ကိုတော့မဲပေးဖို့လိုအပ်ပါတယ်ဆိုတဲ့ဟာက နှစ်နာရီလောက်သူတို့ကိုရှင်းပြရတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေကတော်တော်ကိုမဲစင်းအောင်သွားမကြည့်ဘူးဆိုတဲ့အခြေအနေကိုတွေ့တယ်ကျမတို့လာတာမျိုးနယ်မှာဆိုရင်လည်းမဲစင်းတွေကိုတချို့တွေကတော့လာကြည့်တယ်တချို့တွေကလာမကြည့်တာကအများကြီးဖြစ်နေတာမျိုးကိုလည်းတွေ့ရတယ်အခုဒီဇဘူတိနီမှာဆိုရင်လည်းတပြေကုန်းကလူတွေကိုလည်းကျမတွေ့ခဲ့တဲ့လူတွေပေါ့နော်ဒါလူတိုင်းလို့တော့ကျမမဆိုလိုပါဘူးဒါပေမဲ့သူတို့တွေလည်းအာသွားမကြည့်ဘူးပေါ့နော်သွားမကြည့်ဘူးဆိုတော့ဒါပေမဲ့တခုတော့လည်းရှိပါတယ်လေကျမတို့ကအာဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့အာဟောပြောဆွေးနွေးရမယ့် campaign ကာလလည်းမရောက်သေးဘူးပေါ့ဒီ campaign ကာလကရပ်ပေါင်း60ပ ေးထားတော့ဒီကာလအတွင်းမှာတော့ကိုယ်စလဲတွေနဲ့အနေနဲ့ပြည်သူတွေကိုဆွဲဆောင်နိုင်လိမ့်မယ်လို့ထင်တယ်။ဒီလိုမျိုးဆွဲဆောင်နိုင်မှသာလင်ဟလာဟိုဒီအစိုးရကလည်းဖြစ်စေခြင်းနဲ့အရေးတခုကိုကျမတို့ရောက်မှာဖြစ်တယ်။အဲ့တော့အချမ်းအဖြစ်ခုနကောင်မင်းမဲတဲ့မိကုံကိုကျမတို့ပြန်ဖြေရရင်ကျမတို့မကြခင်မှာရွေးကောက်ပွဲဖြစ်လာမယ်။ဒါပေမဲ့ရွေးကောက်ပွဲဖြစ်ုံနဲ့ပြီးပြီလားဆိုတော့လေဒါနိုင်ငံရေးကမဟုတ်သေးဘူး။ခုနကတော့ကပဲဟလာဒီနိုင်ငံသား expertise တွေဟလာဆွေးနွေးသွားတာမျိုးတွေရှိတယ်။ရွေးကောက်ပွဲအပြီးကာလမှာကျမတို့ဘယ်လို process တွေနဲ့သွားမလဲ။ဘယ်လို trust building ပေါ့နော်။ယုံကြည်မှုတွေတည်ဆောက်ကြမလဲဆိုတော့အပိုင်းကလည်းအရေးကြီး ပါတယ်ပြည်သူလူထုယုံကြည်လာတဲ့ဟလာအစိုးရဖြစ်လာဖို့ကိုအကျွန်မတို့ဟလာဘာတွေဂျားတွေကနေပြီးတော့လုတ်ပေးဖို့လိုအပ်တယ်လဲဆိုတဲ့ကာလတွေကလည်းတိတ်ရေးကြည့်တယ်လို့ကျွန်မမြင်ပါတယ်ပြည်သူလူထုကရွေးကောက်ပွဲကိုစိတ်ဝင်စားအောင်ဆိုတော့ရွေးကောက်ပွဲကပြည်သူလူထုအတွက်ဘလောက်ရေးကြည့်လဲအာ ခုနကတော့ပေါ့နော်ကျမတို့ကဒီမိုကရေစီကိုသွားမယ်ဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲဟာမဖြစ်မနေဖြတ်သန်းရမယ်အာဒါအစိတ်ပိုင်းတစ်ခုဆိုရဲဟာကိုပြည်သူလူထုနားလည်ဖို့လိုအပ်တယ်ဒီလိုနားလည်နိုင်ဖို့ကိုလည်းရွေးကောက်ပွဲကိုစန့်ကျင်နေတဲ့လူတွေရှိနေတယ်ရွေးကောက်ပွဲကိုဖြတ်လို့ဖြတ်စီလုပ်ပေးမဲ့လူတွေရှိနေတယ်ဒါတွေအားလုံးကိုအတက်နိုင်ဆုံးပေါ့နော်အစိုးရကကာကွယ်ပေးဖို့လိုအပ်တယ်ဒါကြောင့်မလို့ရွေးကောက်ပွဲဟာနိုင်ငံရဲ့အရွေးတစ်ခုကိုရောက်သွားစေနိုင်ဖို့နောက်တစ်ခုဟလာဒီရွေးကောက်ပွဲပြီးတော့မှသာလင်တက်လာတဲ့အစိုးရအစ်စ်ဟာဥပဒေပေါင်းထဲကနေပြီးတော့သူလုံးလို့ရတဲ့ကိစ္စတွေကိုဆက် ်လုံပေးနိုင်ဖို့ဆိုတဲ့ဟာကပြည်သူလူထုနားလည်ဖို့လိုတယ်နားလည်အောင်လဲကျမတို့ရှင်းပြပေးနိုင်ဖို့ဒီလွတ်တော်ကိုယ်စားလှယ်တွေဟာပြည်သူတွေရဲ့အာပြည်သူတွေကရွေးချယ်ပေးရမယ့်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက်ဒီကိုယ်စားလှယ်တွေကိုအရန်အရေးကြီးပါတယ်ဟလာသူတို့တွေကိုယ်စားလှယ်တွေကအာငါတို့အစိုးရဖွဲ့နိုင်ဖို့ဆိုတဲ့ယုံကြည်ချက်တစ်ခုတည်းနဲ့ရွေးကောက်ပွဲကိုဟလာပြည်သူကိုသွားပြီးဆွဲဆွဲဆောင်လို့မရဘူးဟလာဒီရွေးကောက်ပွဲကိုဖျက်ဆီးပြီးမှသာလေငါတို့တိုင်းပြည်ရဲ့အရွေးတစ်ခုနဲ့ကိုယ်တွေပြောင်းလဲခြင်းနဲ့အပြောင်းလဲကိုလွှတ်တော်ကဆောင်ရွက်ပေးဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုပြည်သူနားလည်အောင်ရှင်းပြပေးဖို့လိုအပ်ပါတယ် မနေ့အခုဟိုနေမက်ဆနာမျိုးပြောလိုက်တယ်လို့ပဲတချို့ပါတီတွေကသူတို့ဒီအစိုးရဖွဲ့ရင်ဘာလုပ်မလဲသူတို့အစိုးရဖွဲ့ရတော့မယ်ဆိုတော့အိမ်မက်တွေမက်နေကြတာလို့ရှိတာပေါ့နော်ဆိုတော့အဲ့ဒီပါတီတွေပေါ်မှာပြည်သူတွေကဘလို့တုံ့ပြန်မယ်လို့ထင်လဲအော်အစိုးရဖွဲ့နိုင်တဲ့ဟိုပါတီကြီးတွေရှိနိုင်ရင်တော့ကျမတို့အကောင်းမြင်တဲ့ဘက်ကပဲရှိပါတယ်။ဒါကြောင့်အစိုးရဖွဲ့နိုင်တဲ့ပါတီကြီးတွေရှိရင်တော့ကောင်းပါတယ်။ဒါပေမဲ့ကျမတို့မျှော်လင့်ထားတာကဟလာဟိုပေါ့နော်ပါတီစုံ လားပါတီစုံပါတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်တဲ့အတွက်ပါတီစုံပါတဲ့အစိုးရတစ်ခုတရဖြစ်လာဖို့ကိုမျှော်လင့်တယ်။ဒါကြောင့်မလို့အာငါတို့ပါတီကြီးကနေပြီးတော့အစိုးရဖြစ်လာမယ်ဆိုရင်ပြောလိုက်ရင်သူ့ပါတီတစ်ခုကပဲအစိုးရထဲမှာပဲရှိနေတယ်လို့ဖြစ်သွားတယ်။အဲ့တော့ကျမတို့မှာအတွေ့အကြုံရှိတယ်လေ။ဟလာပြီးခဲ့သောကာလတွေအားလုံးကဟလာတပါတီတွေကပဲကြီးစိုးလို့ဟလာတိုင်းပြည်ရဲ့အခြေအနေကဒီလိုဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးကိုပြည်သူတွေမှာလည်းသင်ခန်းစာရှိတယ်။ဟလာအစိုးရတွေမှာလည်းသင်ခန်းစာရှိတယ်။အဲ့တော့တပါတီတွေကကြီးစိုးတဲ့အစိုးရမဖြစ်လာအောင်ကျမတို့တွေအနေနဲ့ခုနပါတီစုံညွတ်မောင်းစိုးရလို့မျိုး ကိုကျမတို့ကစောကြီးတွေကမျှော်မှန်းနေဒါကြောင့်မို့လို့လေပါတီစုံပါဝင်တဲ့အခုဆိုရင်ကြည့်လေပါတီပေါင်း60ကျော်ပါဝင်တဲ့ရွေးကောက်ပွဲကြီးဝင်ပြိုင်ရမှာဖြစ်တယ်ဒါကြောင့်မို့လို့ပါတင်ပါထိုက်တဲ့လူတွေပါတင်ပါထိုက်တဲ့ပါတီတွေအားလုံးပေါင်းပြီးတော့ဟလာအစိုးရဖွဲ့နိုင်ရင်အကောင်းဆုံးပဲပေါ့လို့ကျမကပြောချင်ပါတယ်ဒါနည်းနည်းတူတူလေးပါရွေးကောက်ပွဲနဲ့ညီညာရေးကိုနည်းနည်းလေးဆက်ဆက်ပြပါ ရွေးကောက်ပွဲတဲ့ညဉ့်ညံ့ရေးဟာလာခုနကတော့ကလည်း expertise တွေပြောသွားတာရှိပါတယ်အဲ့ဒါကတော့ဟာလာရွေးဒီညဉ့်ညံ့ရေးဆိုတဲ့ဟာမှာကျမတို့ကတိုင်းပြည်ရဲ့ညဉ့်ညံ့ရေးကိုမနေ့ကလည်းပြောသွားတယ်နှစ်ပေါင်း80နီးပါးရှိပါပြီကျမတို့ကညဉ့်ညံ့ရေးလုပ်နေတာမအောင်မြင်ဘူးလို့ပြောပါတယ်အဲ့တော့မအောင်မြင်ဘူးဆိုလို့ရှိရင်ကျမတို့ကရွေးကောက်ပွဲမှာဟာလာခုနလိုမျိုးကိုလိုချင်းကိုကိုဘက်ကကိုကိုပဲလက်ခံတဲ့လူတွေနဲ့ပဲရွေးကောက်ပွဲလုပ်တယ်ဆိုရင်တော့ညဉ့်ညံ့ရေးဟာမအောင်မြင်နိုင်ပါဘူးပေါ့နော်ညဉ့်ညံ့ရေးဖြစ်လာနိုင်ဖို့ဆိုတာ dialogue တွေကအရေးကြီးတယ်အဲ့တော့ dialogue ဖြစ်လာနိုင်ဖို့ကိုတော့ဟာလာပါတင်ပါထိုက်တဲ့လူတွေအားလုံးကို short င်ရှော့တိုက်တဲ့ဘက်ကနေပြီးတော့တစ်ဖက်ထဲကနေရှော့လို့လဲဒါလည်းဖြစ်မလာပါဘူးဟလာအားလုံးကနိုင်ငံအတွက်ဆိုတဲ့ခေါင်းစဉ်ကိုစဉ်းစားဟလာငါတို့လူမျိုးငါတို့တိုင်းပြည်အတွက်ဆိုတဲ့ခေါင်းစဉ်လေးကိုစဉ်းစားပြီးတော့အဖက်ဖက်ကနေပြီးတော့ရှော့ပြီးတော့ဒါလည်းလုံနိုင်တယ်ဆိုလို့ရှိရင်ကျမတို့ကညဉ့်ညဲရေးဆိုတာဖြစ်လာမယ်ညဉ့်ညဲရေးဖြစ်လာမှရွေးကောက်ပွဲဆိုတာလည်းအတိတ်ပဲရှိမယ်လို့ပြောနိုင်တယ်ခုနလိုမျိုးပေါ့နော်တပါတီနှစ်ပါတီတွေကနေပြီးတော့ပဲရွေးကောက်ပွဲကိုလုပ်မယ်ဆိုတဲ့ဟာကလည်းဘယ်တော့မှညဉ့်ညဲရေးရအောင်မှမဟုတ်ဘူးပေါ့နော်ရွေးကောက်ပွဲကိုနိုင်မယ်ဆိုပေမဲ့လည်းညဉ့်ညဲရေးကမရနိုင်ဘူးဒါကြောင့်မလို့ခုနလိုမျိုးညဉ့်ညဲရေးရနိုင်တယ်ဆိုရ င်ဟလာရလာတဲ့ဟလာအစိုးရညွန်ပေါင်းဖြစ်လာမဲ့အစိုးရက dialogue တွေကိုဆက်လုပ်ဖို့လိုအပ်ပါတယ်ဒါမှသာနေခုနဟလိုမျိုးပေါ့နော်ငင်းညာရေးကိုဆက်ပြီးတော့တကယ်ကိုဖြစ်လာနိုင်မဲ့ရွေးကောက်ပွဲဆိုတာဖြစ်နိုင်ပါတယ်ရွေးကောက်ပွဲတစ်ခုဖြစ်ုံနဲ့ငင်းညာရေးမဖြစ်လာနိုင်ပါဘူးလို့ကျွန်တော်တို့ယုံကြည်ထားပါတယ်ချပါများဖြစ်ဆက်ပြောရစီ အာတခြားပါတခြားပြောချင်တာတဲ့အခုရွေးကဝေးနီးလာပြီပြည်သူတွေအားလုံးမဲပေးဖို့လိုအပ်တယ်ဟာလာဒီမဲပေးမှသာလေကျမတို့ကခုနအရွေးတစ်ခုကိုသွားနိုင်မယ်အဲ့တော့မဲဟိုကျမမဲပေးဖို့စိတ်ဝင်စားဘူးအာဆိုတဲ့ဟာမျိုးဆိုတာထက်လာကိုလိုချင်တဲ့ခေါင်းဆောင်တွေရောက်ရှိလာနိုင်ဖို့ကိုမဲပေးဖို့လိုအပ်တယ်လို့ကျမကပြောချင်တယ်